ကျော်က25ရင်းဒီကိုကဘာခယူတင်တမင်ဖြူနေလို့တတ်မှတ်ခဲ့ပါတယ်။ဒီနေ့ကကျွန်တော်တို့ရဲ့ခယူတင်တမင်ဖြူဝေဒနာရှင်တယောက်ဖြစ်တဲ့နာမည်ကြီးအဆိုတော် Michael Jackson ဂျွေလင်းခဲ့တဲ့ရှက်ကလေးကိုထိမ့်မှတ်ပြုပြီးတော့တတ်မှတ်ထားတာဖြစ်ပါတယ်။အကြီးပြားထဲမှာရှိတဲ့ကိုခန်းအားစနစ်ချူရင်မှုဖြစ်ပေါ်ပြီးတော့ကိုရဲ့ကိုခန်းအားစနစ်ဆဲလ်တွေမှာတစ်ဆင့်ရောင်ခြယ်ဆဲထုတ်တဲ့ဆဲတွေကိုတိုက်ခိုက်တဲ့အတွက်ကြောင့်ထူရောင်ွက်တွေထွက်ပေါ်လာရတာဖြစ်ပါတယ်။ ဒါကုသေယောဂလုံးဝမဟုတ်ပါဘူး။လူတရားမှာတယောက်ခံဖြစ်တတ်ပါတယ်။အသက်အရွယ်မရွေး၊ကြားမမရွေး၊လူမျိုးမရွေး၊နေရာဒေသမရွေး၊စိရင်ချမ်းသာမရွေးဖြစ်တတ်ပါတယ်။ယိုယိုလိုက်တဲ့ယောဂမဟုတ်တဲ့အတွက်ကြောင့်ကို့မှာတမင်ဖြူရှိရင်တော့တာသမီတွေမှာဖြစ်ဖို့ခွင့်လန်းကအင်မတန်နေပါလေ။တရားရဂိုင်းတို့မျိုးယိုဗီဇာတူတဲ့အမွှာတွေမှာတော့မှ တယောက်ဖြစ်မယ်ဆိုလို့ရှိရင်နောက်တယောက်ဖြစ်ဖို့အတွက်က23ရာခိုင်နှုန်းပဲရှိပါတယ်။သမင်ဂူယောဂါကိုတိုက်ရိုက်ဖြစ်စေတော့ဥမဟုတ်သမင်ဂူယောဂါကို လုံးဝပပျောက်တတစေတဲ့အစာတောက်ရည်လို့အခုချိန်ထိတော့ရှာမတွေ့သေးပါဘူး။တောက်စီးပြီးလင်းစီးပြီးအလင်းတန်းကုထုံးနေနဲ့မပျောက်ခဲ့ဘူးဆိုလို့ရှိရင်တော့ရောင်ချဲဆဲအစာထိုးခွဲစိန်နေနဲ့ကုသလို့ရနေပါပြီ။